မ္ဘာလီဝန်ဆာတောမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့တောက်ကြနေညရှမ်းနီအတန်ရဲ့ pocket အစီအစဉ်လေးကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှမ်းနီဒေတာနဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုနားဆင်တွားကြမှာပဲဖြစ်ပါတယ်ဒီနေ့ညအတွက်သတင်းတွေမှာတော့မော်စစ်ဆာကျေးရွာတွင်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီးအရတားတွေထိခိုက်မှုရှိတဲ့တဲ့တင်မြန်မာနယ်အရှိတောင်အာရှမှာရှိတဲ့ကြားဖြန့်ကိုင်းတွေကိုနှိမ်နှင်းဖို့အမေရိကန်ကတိုက်ဖြတ်ရေးအထူးအဖွဲ့ကိုဖွဲ့စည်းလိုက်တဲ့တဲ့ SSPB SSC ထိန်းချုပ်နယ်မြေအတွင်းမူရီစေဝါတွေနဲ့ကြားဖြန့်ပပျောက်ရေးလှုပ်ဆောင်သွားမယ်လို့ကွန်ကရက်အစည်းအဝေးကပြောဆိုလိုက်တဲ့တည်။ထိုင်းမြန်မာနယ်စပ်ဒေသကလက်နက်မှုနဲ့မူရီစေဝါတွေဟာထိုင်းကုန်တွယ်တွေရဲ့လက်ချက်ဖြစ်တယ်လို့ပြောဆိုတဲ့တည်တွေကိုနားဆင်သွားကြမှာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကနေလက်နက်နဲ့မူရစ်စီများဟာထိုင်းကုန်တွေရဲ့လက်ချက်လို့ဆိုတဲ့တဲ့င်းကို ပြောပြပေးသွားပါမယ် ထိုင်းမြန်မာနယ်စပ်ဒေသကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့တဲ့လက်နက်နဲ့မူရစ်စေဝါတွေဟာထိုင်းကုန်တယ်တွေစီကနေရောင်းချခဲ့တာဖြစ်တယ်လို့ဒီနေ့ထုတ်မြမအလင်းသတင်းစာကဖော်ပြလာပါတယ်။2021ခုနှစ်ကနေ2025ခုနှစ်အထိမြဝတီမြို့နယ်ထဲမှာအကြမ်းဖက်မှုတိုက်ဖြစ်ရေးဥပဒေတွေနဲ့အရေးယူထားတဲ့အမှု256မှုမူရစ်စေဝါနဲ့စိတ်ကိုပြောင်းလဲစေတဲ့အမှု384မှုလက်နက်ကင်86မှုအထိအရေးယူခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးရ မိတဲ့လက်နက်ခရံနဲ့မူရစ်စီဝါတွေဟာထိုင်းကုန်တွေတွေကနေဆက်ဒေတာကတိုင်းရင်းသားလက်နက်ကင်တပ်တွေရဲ့နေဆက်ဂိတ်တွေစီကနေပို့ဆောင်ရောင်းချခဲ့တာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဖန်စီယာမီရဲ့တနက်စစပေါင်း83လက်ဘုံဒီအမျိုးမျိုးနဲ့ကြီးထောင်နဲ့ကြီးပါဝင်တယ်လို့သိရပါတယ်။ဒါ့အပြင် WY စေးပြားနှစ်တန်းကျော် ICE အလေးချိန်4908ဂရမ်ကျော်နဲ့ဘိန်းဖြူအလေးချိန်9800ကျော်အပါအဝင်ကက်တမင်း6 ADC ထရမန်ဒေါနဲ့အမို ိုနီယာနိုက်ထရိတ်တွေကိုပါဖမ်းဆီးခဲ့တယ်လို့မြဝတီခရိုင်ရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်စစ်တပ်ကမြဝတီမြို့နယ်အတွင်းကတိုင်းရင်းသားလက်နက်ကင်တပ်တွေထိန်းချုပ်ထားတဲ့နေရာတွေကိုအော်တိုဘာလအတွင်းမှာတိုက်ခိုက်ခဲ့တယ်လို့ခေခေပတ်လိုနေရာတွေကိုလည်းမိုင်းဖောက်ခွဲဖျက်ဆီးမှုတွေပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းကလက်နက်ကင်တပ်ဖွဲ့များအသုံးပြုနေတဲ့လက်နက်နဲ့ခဲယမ်းတွေကိုထိုင်းမြန်မာနယ်စပ်ဒေသတွေစီကနေအများဆုံးရရှိနေတာဖြစ်တယ်လို့လက်နက်ကင်တပ်တွေနဲ့နီးစပ်သူတွေထံကနေသ သိရပါဗျ။မြန်မာနဲ့အရှိတောင်အာရှမှာရှိတဲ့ကြားဖြန့်ကိုင်းတွေကိုနိုင်နင်းဖို့အမေရိကန်ကတိုက်ဖြတ်ရေးအထူးအဖွဲ့ကိုဖွဲ့စည်းတဲ့တည်င်းပြောပြပေးပါမယ်။အမေရိကန်ကနိုင်ငံသားတွေစီကနေအရှိတောင်အာရှနိုင်ငံမှာရှိတဲ့ online ငွေလည်မှုလုပ်ငန်းကြားဖြန့်တွေဟာလွန်ခဲ့တဲ့9နှစ်ကလေးကဒေါ်လာဘီလီယံချီပြီးလိမ်လည်ရရှိခဲ့တာဒီဆန္ဒတွေကိုနိုင်နင်းဖို့အဖွဲ့တစ်ခုကိုဖွဲ့စည်းလိုက်တယ်လို့ကြေညာလာပါဗျ။ အမေရိကန်ဘဏ္ဍာရေးဌာနက Scan Center Strike Food အဖွဲ့ကိုဖွဲ့စည်းပြီးအဲ့ဒီထဲမှာတော့တရားရေးဌာနလေးဝက်ထောက်လှမ်းရေးနိုင်ငံခြားရေးဌာန FBI နဲ့ agent တွေရှေ့နေတွေပါဝင်တော့မယ်လို့ဆိုပါတယ်အဲ့ဒီအဖွဲ့ဟာမြန်မာနဲ့ကမ္ဘောဒီးယားလာအိုနိုင်ငံတို့ကအတိကထားပြီးတော့အရှိတောင်အာရှမှာအဆိုးရွားဆုံးလေလံမှုတွေနဲ့တို့တွေရဲ့ကောင်းဆောင်ကိုဆုံဆန်းစစ်ဆေးတာနဲ့ပိတ်ဆို့အရေးယူတာတရားစွဲဆိုတာတွေကိုပြုလုပ်သွားမယ်လို့သိရပါဗျ။ မြန်မာတိုင်းနယ်ဇက်အခြေပြုကင်လနဲ့ကင်တစ်ခုဖြစ်တဲ့ DKPA ရဲ့ကောင်းဆောင်၃ဦးကိုကြားဖြန့်ကိုင်းတွေပံ့ပိုးမှုနဲ့နည်းမြေအတုံးချခွင့်ပေးတဲ့အတွက်ပိတ်ဆို့အရေးယူမှုတွေပြုလုပ်လိုက်တယ်လို့အမေရိကန်ကကြေညာလာပါတယ်။ Democratic ကအကျိုးပြုတက်မတော် DKPA နဲ့တူရဲ့ထိပ်ပိုင်းကောင်းဆောင်တွေကောအမေရိကန်ကနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကနေပြစ်မှတ်ထားပြီးတန်ခတ်ပိတ်ဆို့လိုက်တာလည်းဖြစ်ပါတယ်။ DKBA စစ်ဦးစီးချုပ်စောစတီစစ်ထောက်ချုပ်စောစိန်ဝင်းစစ်ဦးစီးချုပ်စောစအောင်နဲ့စောကျော်လာတဲ့ကိုအရေးယူတာလို့ဆိုပါတယ်။ဒါပြင်ပိတ်ဆို့မှုတွေထဲမှာထိုင်းနိုင်ငံဒါချမှုစောဝမ်း Trans Asia International Holding Group Thailand Company နဲ့ Truckstar Company တို့လည်းပါဝင်တာဖြစ်ပါတယ်။အဲ့ဒီ Thai Company တုံးခုဟာလည်းမြန်မာနိုင်ငံကလက်နက်ကင်တပ်ဖွဲ့တွေနဲ့တရုတ်ရာစုအဖွဲ့တွေကြားချိတ်ဆက်မှုအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ဒီ KEPA နဲ့တခြားဒေတာခံလက်နက်ကင်တပ်ဖွဲ့တွေကိုလိမ်လည်မှုပို့ထားနောက်ဖွံ့ဖြိုးတိုးတက်စေဖို့ကူညီပေးတာလို့ဆွဆွဲထားတာလည်းဖြစ်ပါတယ်။ SSPP ထိန်းချုပ်နယ်မြေအတွင်းမူရစေဝါနဲ့ကြားဖြန့်ပပျောက်ရေလှုပ်ဆောင်မယ်လို့ကွန်ကရစ်အစည်းအဝေးကဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်။ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမရော SSPP SSA ရဲ့၅ချိန်မြောက်ပါတီကွန်ကရစ်အစည်းအဝေးရလဒ်တွေကိုဒီနေ့နိုဝင်ဘာလ14ရက်နေ့မှာထုတ်ပြန်လာပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေထဲမှာ SSPP SSA ရဲ့နယ်မြေအတွင်းနဲ့ နေဇက်ဒေတာတွေမှာတရားမဝင်အွန်လိုင်းကြားဖြန့်လုပ်ငန်းနဲ့မူရည်စေဝါပပျောက်ရေးတို့ကို အထူးကြက်မှတ်လှုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြေးတီမြို့နယ်အတွင်းဝါဟိုင်းဗဟိုဌာနချုပ်တွင်နိုဝင်ဘာ၈ရက်နေ့မှ၁၃ရက်နေ့အထိကွန်ကရစ်ကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အစည်းအဝေးတွင်ဗိုလ်မှူးကြီးစေထင်အပါအဝင် တပပတိ3ဦးရွေးကောက်ပွဲကော်မရှင်15ဦးဗဟိုကော်မတီဝင်ရွေးကောက်ခံကိုယ်စားလှယ်လောင်း59ဦးပါတီကလပ်စည်းကိုယ်စားလှယ်259ဦး မြို့သမီးရေးရာဌာနနဲ့မတန်အဖွဲ39ဦးအပြင် စုစုပေါင်း383ဦးပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါဗျ2018ခုနှစ်မှာ2025ခုနှစ်ခုနှစ်နှစ်တာကာလအတွင်းကပါတီရေးနိုင်ငံရေးစစ်ရေးဆိုင်ရာအခြေအနေများကိုဆွေးနွေးခဲ့ပြီးထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ပါဗျ တန်းတူရင်းနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ Patriot Democracy တိုင်းပြည်တည်ဆောက်ရေးကိုတခြားသောရည်ရွယ်ချက်တူတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဦးတည်တဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုမူဆက်လက်အကောင့်အထည်ဖော်မယ်လို့ကြေညာထားပါတယ်။ဒီကွန်ကရစ်ကနေဗဟိုကော်မတီအရန်ဗဟိုကော်မတီဝင် ဥက္ကဋ္ဌဒုဥက္ကဋ္ဌအတွင်ရင်မှုအပါအဝင်ရွေးချယ်တင်မြှောက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်တည်းအတွင်းမှာ SSPB SSA ရဲ့ထိန်းချုပ်ဒေတာအတွင်းမှာတရုတ်နိုင်ငံသားတွေကကြားဖြတ်လုပ်ငန်းလုပ်ကိုင်မှုတွေရှိပြီးသူတို့တွေကိုဖမ်းဆီးပြီးတရုတ်နိုင်ငံဘက်ကိုလွှဲပြောင်းပေးခဲ့တဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမတော် SSPB SSA ဟာ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ကြားဖြတ်လုပ်ငန်းနဲ့မူရစ်စေဝါအန်တီရဲ့စန့်ကျင်တိုက်ဖြတ်ရေးလုပ်ငန်းတွေကိုနိုင်နင်းသွားမယ်လို့2024ခုနှစ်ဇန်နဝါရီ30ရက်နေ့စွဲမှာဗဟိုကော်မတီကထုတ်ပြန်ခဲ့ပါတယ်။ မော်စီစာကြီးရွာအတွင်းပြစ်ခတ်တိုက်ခိုက်မှုတွေရှိပြီးအရတားတွေထိခိုက်မှုရှိတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။ဘာကတ်မြို့နယ်မော်စီစာကြီးရွာအတွင်းမှာ KAPD ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်တပ်တို့ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အရတားတွေနဲ့နေအိမ်တချို့ထိခိုက်မှုတွေရှိနေတယ်လို့ဒေတာခန်တွေကပြောပြလာပါတယ်။ဒေတာခန်တို့ရဲ့ပြောပြချက်အရမော်စီစာမှာမနေ့ကထိ အခြေအနေဆိုးနေတာ အခုမှနင်းနှင်းညင်နေတဲ့လင်းတွေလာကျဲတာရော လက်နက်ကြီးကြတာရောလက်နက်ကြီးတွေဆိုအိမ်ရှိကဖះကုန်းပေါ်မှာကြတာလို့ဒေတာခန္ဓုကပြောပါတယ်လက်နက်ကြီးကြရောပောက်ကွဲမှုတွေကြောင့်မော်စီစာတောင်ပေါ်ចောင်းဝင်းနဲ့ចောင်းတိုက်အတွင်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်ဘကံမျိုးနဲ့အတွင်းကိုစစ်တပ်ရဲ့စစ်ကြောင်းအတစ်ဝင်လျောက်လာပြီးတဲ့နောက်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလာနေတာဖြစ်ပါတယ်နိုဝင်ဘာလ10ရက်နေ့မှာစစ်ကြောင်းတွေဟာဖကတ်မြို့နယ်တဲကိုရောက်ရှိလာပြီးမော်စီစာကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ဆိုပါရယ် စစ်တပ်ရဲ့စစ်ကြောင်းတွေကိုတော့မြို့နယ်တွင်ကျေးရွာတချို့တွေမှာရောက်ရှိလာချိန်မှာ KIA PDF ပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခတ်မှုတွေရှိလာတာလို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲတွေကြောင့်အယက်တာ၃ဦးထပ်မံတေဆုံးထားပြီးကိုဝင်တဲ့အမျိုးသမီးတဦးလည်းပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။မနက်ရောညရောဟိုနေ့ကလည်းလမ်းမစစ်ကြောင်းဖြစ်လို့လက်နက်ကြီးတွေနဲ့ပစ်တာကိုဝင်တဲ့အမတ်တယောက်တေတာမော်စီစာလမ်းမကြီးပေါ်မှာလို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။ မော်စီတာကျေးရွာအတွင်းမှာတိုက်ပွဲဖြစ်ပွားမှုတွေမြင့်တက်နေတယ်လို့ကျေးရွာအတွင်းမှာလည်းကြောက်စိမ့်တူဖို့ဖို့ပြင်ဆင်မှုတွေရှိနေတယ်လို့တင်းထွက်ပေါ်နေပါတယ်။ဖာကတ်မြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားလာတာခုနလနီးပါးကြာမြင့်လာနေတယ်လို့ကြောက်စိမ့်တူဖို့မှုတွေလည်းဆက်တိုက်ပြုလုပ်နေစေအခြေအနေလို့တည်ရပါတယ်။ဖာကတ်မြို့နယ်အတွင်းကဝေခါတာမခံစိတ်မှုစားတဲ့ကျေးရွာအုပ်စုတွေကို KAPDF ပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးစစ်တပ်ကတော့မော်စီစာကနေဖာကတ်မြို့အထိကျေးရွာတွေကိုထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ ရှန်နီတန်ရဲ့ pocket အစီအစဉ်လေးကိုရှန်နီဘာသာနဲ့မြန်မာဘာသာဘာသာနှမျိုးတင်ဆက်ပေးနေပါတယ်။ရှန်နီအတန်ရဲ့တည်င်းဆောင်းပါးတွေကို www.shannybyte.com နဲ့ www.facebook.com/theboyofshannysamyada တွေမှာတွေ့ရောက်နားဆင်လို့ရနေပါပြီ။ဒါပြင်ရှန်နီတိုင်းသားတွေရဲ့ရိုးရိုင်ရင်ကျိမှုတွေလူနေမှုဘဝတွေလူမှုရေးစီးပွားရေးကိစ္စရပ်တွေကိုဆောင်းပါးတွေ short video တွေအနေနဲ့လည်းရှန်နီအတန်ရဲ့ re YouTube channel Telegram channel တို့မှာကြည့်ရှုနိုင်ပါတယ်။ အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှာနေအတန်ဝိုင်းဒေါ်လာတွေကအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာကြပါစေခင်ဗျငင်းစုံတယောက်ခါကြောင်း